ဖူချီတောင်ပောက်ကွဲနိုင်ခြေရှိကြောင်းဂျပန်ပညာရှင်များသတိပေးလားဖူချီတောင်ပောက်ကွဲနိုင်တဲ့အရေးလက္ခဏာတွေမြင်တွေ့နေရတာကြောင့်တိုကျိုမြို့မှာရှိတဲ့ဒေသခံတွေအနေနဲ့ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်ထားကြပုံဂျပန်ကျန်းကျင်သူပညာရှင်တို့ကမတ်23ရက်မှာသတိပေးလာတာကို CMA သတင်းမှာဖော်ပြထားပါတယ်ဖူချီတောင်ဟာပြင်အားအတိုင်းပောက်ကွဲလာပါကကာနာကာဝါစီရင်စုံနေအနည်းသဝရှိဒေသတွေမှာပြာတို့10စင်တီမီတာထက်မနည်းဖုံးလွှမ်းနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်တွေကတရေပေးထားပါတယ်။အထူးသဖြင့်မိုးရင်နဲ့ပြိုကျလာပါကအိမ်တွေပျက်စီးသွားနိုင်ခြေရှိကြောင်းလည်းသတင်းတွေထုတ်ပြန်ထားပါတယ်။ဖြစ်နိုင်ပါကဒေသခံတွေအနေနဲ့တနစ်စာအတွင်းရိတ်ခါတွေအပြင်နောက်အရေးကြီးလိုအပ်တာတွေကိုစုဆောင်ထားကြဖို့လည်းအကြံပြုထားပါတယ်။အထူးကကြတဲ့အခြေခံအဆောက်အဦတွေကိုထိန်းသိမ်းဖို့နဲ့ပြုပြင်ခြင်းတွေကိုလည်းအလေးထားလုပ်ချဖို့ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေကိုတိုက်တွန်းထားပါတယ်။ ဒါကြောင့်ဂျပန်အစိုးရခန့်အပ်ထားတဲ့ပညာရှင်အဖွဲ့ကဖူချီတောင်အကြီးကျယ်ပောက်ကွဲပြီးပြရအများပြားထွက်လာပါကဖြည့်ရှင်းရမယ့်နည်းလမ်းတွေကိုကြိုတင်ရှာဖွေကြဖို့အတွက်အဆိုပြုလာတာဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာအမည်ဆုံးတောင်ဖြစ်တဲ့ဖူချီတောင်ဟာလွန်ခဲ့တဲ့နှစ်ပေါင်း300ကျော်ကနောက်ဆုံးအကြိမ်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။မီးတောင်ပြားတွေ3စင်တီမီတာတို့အထိကျလာပါကလျှက်စစ်တမ်းအားကြာကြာပြတ်တောက်နိုင်ပြီး ကြောက်ကက်ဆေးဆက်အသုံးပြုနေသူတွေအနေနဲ့ပြုစုစောင့်ရှောက်ရန်လိုအပ်တဲ့လူနာတွေအနေနဲ့ဘေးလွတ်ရကုန်ကြိုတင်နေရရှေ့ပြောင်းထားတဲ့ကြောင်းပညာရှင်တွေကတိုက်တွန်းထားပါတယ်။မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။